ားလုံးပဲမင်္ဂလာပါမြန်မာ news ကနေကြိုဆိုပါရစေ။ဒီနေ့မှာမြန်မာပြည်တွင်းသတင်းများနဲ့နိုင်ငံတကာသတင်းများကိုတင်ပြပေးမှာဖြစ်ပါတယ်။ကျွန်တော်ကတော့သတင်းတင်ပြသူကိုလင်းလင်းပါ။ မေလ14ရက်နေ့မွန်လွယ်ပိုင်းကစပြီးချမ်းရီဖနက်ဆက်ရုံအလုံတမ6000ကျော်ဟာအခြေခံလောက်ခလာကတိုးပေးဖို့ဆက်ရုံအတွက်မှဆန္ဒပြခဲ့ကြတာပါ။လိုင်တာမြို့နယ်အနောက်ပိုင်းအနော်ရထားဆက်မှုဆောင်စိတ်ကန်းသာလမ်းမှာရှိတဲ့ချမ်းရီဖနက်ဆက်ရုံဟာထိုင်းဝမ်နိုင်ငံသားပိုင်ဆက်ရုံဖြစ်ပါတယ်။ဆက်ရုံတာဝန်ရှိသူတွေနဲ့ဆန္ဒပြအလုံတမတွေအကြညှိနှိုင်းမှုတွေပြုလုပ်ခဲ့ပြီး၅ရက်တွင်ပြည်လည်အောင်ဖြည့်ရှင်းပေးဖို့ဆက်ရုံတာဝန်ရှိသူတွေဘက်ကအတည်ပြုထားပေမဲ့မေလ15ရက်နေ့မှာလည်းဆက်ရုံလုပ်သားတွေကဆက်လက်ဆန္ဒပြနေတာပါ။ အစိုးရစရာကတော့ရှိကြကတော့အမှန်ပါပဲ။ဒီမားတွေရဲ့တောင်းဆိုချက်ကလည်းစီးပွားရေးဘဝတိုက်ပွဲဖြစ်တဲ့အတွက်ကြောင့်သူတို့ရဲ့စီးပွားရေးတောင်းဆိုချက်တွေပဲရှိလာပါဘောနော်။နိုင်ငံရေးကြွေးကြော်တာကတော့တက်လာဖို့လည်းမဖြစ်နိုင်ဘောနော်။စစ်ကောင်စီရဲ့တွေဝိုက်တဲ့ဖိနှိပ်မှုတွေကိုတွေဝိုက်တဲ့နည်းနဲ့တုံ့ပြန်တယ်လို့လည်းပြောလို့ရပါတယ်။ တိုင်တို့မှာစစ်ကောင်စီရဲ့လူသမားဆိုင်ရာ convention တွေကိုချုပ်ပေါက်ထားတဲ့အတွက်ကြောင့်တော့အိုင်လိုကအဓိကသတိကျဉ်းရဲ့ရည်ယူရေးလူသမားအဖွဲ့ချုပ်တွေနဲ့ပူးပေါင်းပြသဆောင်ရနေပါတယ်။လာမယ့်ဂျွန်လမှာကျင်းပမယ့် IRC မှာစစ်ကောင်စီကိုအဓိကသတိကျဉ်းရဲ့ရည်ယူရေးဆိုတာကဆုံးဖြတ်ချက်ကြလာနိုင်တယ်ပေါ့နော်။ ဥပဒေအရအခြေခံလောက်ခလာတာဟာ NLG ဆိုရလက်ထက်ကအတိုင်းတရက်ကိုငွေကျပ်4800နှုန်းသားမှာပဲရှိနေပြီးစစ်ကောင်စီလက်အောက်မှာထောက်ပံ့ကြီးကောင်းစဉ်နဲ့တရက်ကိုငွေကျပ်2000နှုန်းထပ်မံတိုးမြှင့်ပေးထားခဲ့ပါတယ်။ ဆရာနာသိန်းလင်းညချောကာလာကျွင်းစာမတန်တက်လာတဲ့ကုန်စင်ညုံတဲ့အထူးရေးဈေးတွေကြောင့်အခြေခံလုပ်သားတွေဟာဝင်ငွေနဲ့ထွက်ငွေမမြတ်တာပဲစာဝန်တွေခက်ခဲနေကြတာပါ။ချိုင်းဖနက်ဆက်ရုံမှာတော့အခြေခံလုပ်ခလာတာအနေနဲ့တရက်ကိုငွေကျပ်9200လုံးပေးနေပြီးအချိန်မူကြီးရမှန်ကြီးလုပ်သက်9နှစ်နဲ့အထက်ဝန်ထမ်းတွေကိုလုပ်ခလာတာထပ်တူပေးစတာတွေကိုအလုပ်သမားတွေကအဓိကထားတောင်းဆိုနေတာပါ။ ခုတည်းကလည်းပြည်သူကြီးကြမထုတ်တဲ့ခါကျတော့ဆောက်ပတ်နေဆိုတဲ့စာဖြစ်တဲ့ကြောင်းပေးရှင်တဲ့ဆက်ရုံကပေးတယ်မပေးရှင်တဲ့ဆက်ရုံကမပေးဘူးပေါ့နော်အဲ့တော့ပုံမှန်ဆိုတော့၄800တော့ဒါပုံသေးပဲအခုချိန်ထိ2000ထပ်ပေးတယ်ဆိုတော့ကျတော့ဒါပုံသေးမဟုတ်ဘူးဆောက်ပတ်ကြီးဆိုတဲ့ကောင်းဆိုင်နဲ့ပေးတာဖြစ်တဲ့ကြောင်းအကောင်လုံးဆိုရင်တော့၄800ရဲ့2000ဆိုတော့6800ပေါ့ဘလို့မှလုံလောက်မလို့မရှိပါဘူးဒီအခုချိန်အခုစေးကာလမျိုးနဲ့ပေါ့နော်အဲ့လိုတမားတွေအတွက်လုံလောက်မလို့မရှိဘူးအင်လာခါတွေကလည်းဖြစ်ဖြစ်စေးတက်တယ်မီးမီးဖို့မီးဖို့တွေကလည်းအင်လာစေးတက်တယ်ဒါပေမဲ့အဲ့လိုတမားတွေအတွက်ကကြတော့ဒုက္ခလ ကသာတက်မလာဘူးအလို့သမားတွေတက်ဘလို့မှလက်ရှိအစင်းနှုံးနဲ့အဆင်မပြေဘူး ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာရန်ကုန်မြို့ဆက်မှုဆောင်တွေအတွင်းဆက်ယုံတချို့ကလုပ်သားတွေကိုဖိနှိပ်ကြကြောင်းဆန္ဒပြတောင်းဆိုမယ်ဆိုတဲ့သတင်းတွေစတိုက်ထွက်ပေါ်ခဲ့တာပါရန်ကုန်မြို့မှာဆက်ယုံတွေကိုမိခိုနေရတဲ့လုပ်သား9000အထက်မှရှိနေပြီးတွေ့ရတဲ့ကြက်တဲမှုနဲ့ကြုံတွေ့နေရတာဖြစ်ပါတယ်ဆရာနာဒိမီနာမှာအလုပ်သမားရေးချက်ကြွလှောက်ရှားသူတွေကိုစစ်ကောင်စီကဖမ်းဆီးတရားစွဲထောင်ချတာတွေပြုလုပ်ခဲ့တာကြောင့်အခုကြကြောပြန်ဆန္ဒပြမှုတွေဟာမဖြစ်မနေအခြေအနေကြောင့်အလုပ်သမားတွေဘက်ကတောင်းဆိုကြတာသာဖြစ်တယ်လို့အလုပ်သမားရေးဆောင်ရွက်သူတွေကမှတ်ချက်ပေးပါတယ် စ်အတွင်းပထမဆုံးအကြိမ်ရုရှားယူကရိန်းငြိမ်းချမ်းရေးတိုက်ရိုက်ဆွေးနွေးပွဲကိုမေလ15ရက်နေ့ကတူရကီနိုင်ငံအစ္စတန်ဘူမှာစတင်ပြုလုပ်ခဲ့ပါတယ်။ဒါပေမဲ့တိုက်ရိုက်ဆွေးနွေးဖို့ကန့်လန့်ခဲ့တဲ့ရုရှားသမ္မတဗလာဒီမာပူတင်ရောယူကရိန်းတက်တဲ့လို့တိုက်တွန်းခဲ့တဲ့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရောဆွေးနွေးပွဲတက်ရောက်ခဲ့တာမရှိပါဘူး။ရုရှားကတော့ကိုယ်စားလှယ်တွေပဲဆီလုခဲ့တာဖြစ်ပါတယ်။ ူတင်ကရိုင်တက်ရောက်ဖို့စိန်ခေါ်ခဲ့တဲ့ယူကရိန်းသမ္မတဗိုလ်လိုဒီမာဇယ်လန်စကီကတော့တူရကီကိုတွားရောက်ခဲ့ပေမဲ့ပူတင်မတက်ရင်သူလည်းတက်မှာမဟုတ်ဘူးလို့သိရပါဗျ။ရုရှားဘက်ကသမ္မတအကြံပေးပုဂ္ဂိုလ်ဗလာဒီမာမီဒန်စကီဒုတိယကာကွယ်ရေးဝန်ကြီးအလက်ဇန္ဒားဖိုမင်တို့တက်ရောက်မှာဖြစ်တယ်လို့သိရပါဗျ။ရုရှားဘက်ကတက်ရောက်ဖို့ကိုယ်စားလှယ်စီးရင်ထွက်လာပြီးမှအရှိအလယ်ပိုင်း၃နိုင်ငံခီးစင်ရောက်နေတဲ့ထရန့်လည်းတက်ရောက်မှာမဟုတ်ဘူးလို့အမေရိကန်ဘက်ကအတည်ပြုပါဗျ။ ထရန့်ကအစောပိုင်းမှာသူလဲတက်ဖို့စဉ်းစားနေတယ်လို့ပြောခဲ့ပူပါတယ်။အခုလိုခေါင်းဆောင်တွေကိုယ်တိုင်မတက်ရောက်တဲ့အတွက်အခုဆင်းရဲဘက်မှာကြီးကြီးမားမားသဘောတူညီချက်ရဖို့မျှော်လင့်ချက်လည်းနေပါနေပါရဲ့ရှင်။ အီရာရီတိုင်းကြံကင်းမြို့နယ်ကအုတ်ချွေမှုတချို့ဟာစစ်မှုမထမ်းကျင်တဲ့လူငယ်တွေကိုငွေကျပ်ငါတောင်မဖြစ်မနေပေးဖို့တောင်းယူတဲ့အပြင်ငွေကြေးမပေးနိုင်သူတွေကိုရိုင်းနှက်တာတွေလုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။စစ်မှုထမ်းတဲ့ဝင်ဖို့အကြောင်းမျိုးမျိုးပြစီယုံသိမ့်သိနေပြီးစီယုံလို့မရတဲ့သူတွေကိုရိုင်းနှက်တာတွေပြုလုပ်နေတာလို့ဆိုပါတယ်။စစ်မှုမထမ်းကျင်ရင်ငွေ9တောင်းအနည်းဆုံးပေးရပြီးမကျင်တဲ့ပင်မဲ့စိတ်ထဲမှာအောက်ခံနေကြရတယ်လို့ကလုတ်ကွင်ကြီးရွာအုပ်စုရဲ့ဒေသခံကပြောပါတယ်။ ကြံကင်းမြို့နယ်ကလုတ်ကွင်ကြေးရွာအုပ်စုအုပ်ချုပ်ရေးမူကြီးစိုးတန်းဟာအုပ်စုတွင်ကြေးရွာတွေမှာအမျိုးသားတွေမရှိတဲ့အိမ်တွေကို9000ကျပ်နဲ့အမျိုးသားရှိတဲ့နေအိမ်တွေကို25သိန်းကျပ်အထိတောင်းယူနေတယ်လို့ဒေသခံတွေကပြောပါရရှင်။ ။ပဲခူးတိုင်းကျိုးပင်ကောင်းမြို့နယ်အလဲကုန်းကျေးရွာနယ်မြေရဲစခန်းကရဲတပ်သားဖြိုးပြေဆောင်စော်ကိုအမိမတိလက်နက်ကင်အဖွဲ့ကတနက်နဲ့ပစ်တပ်သွားပြီးသူကင်ဆောင်တဲ့ BA63 မောင်းပြန်ရိုင်ဖယ်တနက်နဲ့ကြီးတွေကိုပါယူဆောင်သွားတယ်လို့ရဲစခန်းနဲ့နှီးဆက်သူတွေစီကနေသိရပါဗျ။မေလ7ရက်မနက်7:00နာရီကျော်မှာအလေကုန်းနယ်မြေရဲစခန်းကိုစုပေါင်းတပ်ရှင်ပြုလုပ်ပြီးမုတ်ထွက်စားချိန်ရဲတပ်သားတနက်နဲ့ပြစ်ခတ်ခံခဲ့ရတာဖြစ်ပြီးနေရာမှာတင်ဆုံးခဲ့တယ်လို့ဆိုပါတယ်။ ရဲစခန်းတန်ရှင်ဝိုင်းလုံအပြီးမုတ်ထွက်ဝယ်စားတဲ့အချိန်ရဲစခန်းအနောက်ဘက်တစ်ဖက်လုံးအကျော်ကတုတ်ဆိုင်မှာတနက်နေ့ပြစ်ခတ်ခံခဲ့ရတာဖြစ်ပြီးပြစ်ခတ်တဲ့သူတွေကသူ့ရဲ့တနက်ကြီတွေနဲ့ဘေးလွယ်အိတ်ကိုပါယူသွားတယ်လို့ရဲစခန်းနဲ့နှီးဆက်သူကပြောပါရရှင်။ မေလ12ရက်နေ့ကစကိုင်းတိုင်းဒီပီရဲမြို့နယ်အိုးတယ်တွင်ကြီးရွာကစတင်ကြောင်းကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်နဲ့ဆက်ဆက်တဲ့အချက်လက်တွေကိုမျှဝေပေးကြဖို့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်တရာ WWM ကတောင်းခံလိုက်ပါတယ်ဒီလေကြောင်းတိုက်ခိုက်မှုကိုမျက်မြင်ကြုံတွေ့ခဲ့ရသူတိုက်ရိုက်သိရှိသူတွေအနေနဲ့ WWM ကိုဆက်သွယ်ပြီးအထောက်အထားတွေမျှဝေပေးကြဖို့တောင်းဆိုခဲ့တာပါ။ အယက်သားတွေကိုမခွဲကြပဲလေးချောင်းကနေတိုက်ခိုက်ခြင်းဟာဆရာဇဝဲမှုဒါမှမဟုတ်လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝဲမှုမြောက်နိုင်ပြီးကလေးတွေကိုတိုက်ခိုက်ခြင်းဟာထိတ်လန့်ဆက်ဆုပ်ွယ်ကောင်းတဲ့အတွက် double line double m အနေနဲ့ကလေးတွေကိုထိခိုက်ကျူးလွန်တဲ့အမှုတွေကိုဦးစားပေးစုံစမ်းစစ်ဆေးနေရလို့လဲဆိုပါတယ် double line double m အနေနဲ့အိုးဒင်ဒင်ကြီးရွာဖြစ်ရအပါဝင်တခြားလေကြောင်းတိုက်ခိုက်မှုတွေနဲ့ဆက်ဆက်တဲ့အချက်လက်တွေကိုစုဆောင်းနေပြီးလေကြောင်းတိုက်ခိုက်တာမှာအသုံးပြုတဲ့လေရင်နဲ့လက်နက်အမျိုးအစားတွေလေရင်မှုနဲ့အ မိတ်ပေးတာမှာပါဝင်တဲ့သူတွေရဲ့အချက်လက်တွေစားတဲ့အချက်လက်တွေရှိခဲ့တဲ့အခါ double line double line မြင့် second number ဖြစ်တဲ့ +41766691120 ကိုဆက်သွယ်ဖို့ကိုလည်းတောင်းဆိုထားပါတယ်ရှင်။ ကချင်ပြည်နယ်မုံညိမြို့နယ်ထဲကကချင်လူမျိုးရေးတပ်မတော် KIA ထိန်းချုပ်ထားတဲ့အင်းတော်ကြီးဒေသကစနုံကုန်းအင်းတာဘတ်ကိုမေလ14ရက်နေ့မနက်ပိုင်းကစတင်ပြီးအင်းအား400လောက်နဲ့စစ်ကောင်စီတပ်ကထိုးစစ်ဆင်လာတာကြောင့်တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့အင်းတော်ဒေသက KPDF တပ်ဖွဲ့ဝင်တယောက်ကပြောပါတယ်စစ်ကောင်စီဘက်ကစံတွင်းကုန်းအင်းသာဘက်ကိုထိုးဖောက်ဝင်ရောက်ဖို့ကြိုးစားတာ၃ချိန်အထိရှိလာပြီးကချင်လူမျိုးရေးတပ်မတော် KIA နဲ့ KPDF တပ်ဖွဲ့တွေကလည်းအခုတစ်ချိန်ထိုးစစ်ကိုခုခံနေစေလို့သိရပါဗျ။ စစ်ကောင်စီတပ်သားတွေက စနုံကုံအင်းသာတစ်ဖက်ကစစ်ကောင်စီနဲ့ SND တပ်စခန်းတွေရှိတဲ့နမ်မွန်းဘတ်ချန်းကနေထိုးစစ်ဆင်လာတာလို့သိရပါဗျ။စနန်းကုန်းနဲ့အင်းသာကြီးရွာကပြည်သူတွေဟာလဲစစ်ကောင်စီဘက်ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အရင်လတွေကလုံခြုံတဲ့ကြီးရွာတွေကိုရွှေ့ပြောင်းပြီးနေထိုင်နေကြရတယ်လို့သိရပါဗျရှင်။ ကင်းနီပြည်နယ်နဲ့ရှမ်းပြည်နယ်အစပ်ဖဲခုံမြို့နယ်လက်ဤကျေးရွာအနီးကဘန်ကောက်စစ်ဆောင်စခန်းကိုမေလ၁၄ရက်နေ့ညပိုင်းမှာစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့လို့ဒေသခံတွေကသိရပါဗျ။မေလ၁၄ရက်နေ့ည9:00နာရီဝန်းကျင်မှာဘန်ကောက်စစ်ဆောင်စခန်းနာကိုပေါင်900ဘုံနှလုံးနဲ့ကျဲချတိုက်ခိုက်ခဲ့တဲ့အတွက်နေအိမ်တချို့ထိခိုက်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ ်အခုနောက်ဆုံးတစ်ခေါက်မကျဲခင်ကအဲ့ဒီအဆောင်မှာចောင်းသား150လောက်နေတာဖြစ်ပြီးចောင်းဖွင့်တော့မှာကိုမလိုလားတဲ့အတွက်လာကျဲတာဖြစ်နိုင်တယ်လို့ဒေသခံတယောက်ကပြောပါတယ်ပြီးခဲ့တဲ့2024ခုနှစ်စက်တင်ဘာလနဲ့နိုဝင်ဘာလတွေတုန်းကစစ်တပ်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့လို့ကျောင်းသူကျောင်းသားနဲ့ဆရာမအပါအဝင်ကိုရောက်ထက်မနေတည်ဆုံးခဲ့ပြီးနေအိမ်တွေလည်းထိခိုက်ပျက်စီးခဲ့ရပါသေးတယ်ရှင်။ ကင်းနီပြည်နယ်ဖားဆောင်မြို့နယ်တဲကမော်ချီဒေသကိုစစ်ကောင်စီတပ်ကမတ်လကနေစပြီးမေလာထီလေးကျောင်းကနေဘုံ၅ကျင်းထီကျဲချတိုက်ခိုက်ခဲ့တဲ့အတွက်အယသားပြည်သူ၁၀ယောက်ထပ်မံတေဆုံးခဲ့ရတယ်လို့ကင်းနီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့အတွင်းရေးမှူးကပြောပါရယ်။မော်ချီဒေသကိုဘုံကျဲတိုက်ခိုက်မှုတွေဇက်တိုက်ပြုတ်လုံနေတဲ့အတွက်၃လအတွင်းပြည်သူ၁၀ယောက်ထပ်မံတေဆုံးခဲ့ပြီးဒဏ်ရာရှိသူ၂၂ယောက်ရှိတဲ့အပြင်နေရဆောက်အုံတွေလည်းထိခိုက်ပျက်စီးခဲ့ရတယ်လို့ဆိုပါရယ်။ ်မော်ချီကိုစစ်ကောင်စီကလေကြောင်းကနေဖုံးကျဲတိုက်ခိုက်တာတွေဇက်တိုက်ပြုလုပ်နေတဲ့အတွက်ဘုံကိုကျင်းတွေတူထားကြဖို့ KNI National Solidarity Organization KNSO ကမတ်လ10ရက်နေ့မှာအသိပေးထုတ်ပြန်ထားပါတယ်ရှင်မန္တလေးတိုင်းမြင်းကြံမြို့နယ်စီမီခုံမြို့ကိုမေလ15ရက်နေ့မနက်9နာရီကျော်အချိန်ကစတင်က လေကြောင်းကနေဖုံးကျဲပြီးဆက်လက်နေပါပြစ်ခတ်ခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျာ။ မနက်9နာရီလောက်မှာတနက်ပြစ်ခတ်တံတွေကြားပြီးတဲ့နောက်မနက်9နာရီမှာစစ်ကောင်စီတပ်ကအလင်းနဲ့နှစ်ကြိမ်ပတ်ကဖုံးသီးနှလုံးကျဲချပြီးဆက်လက်နဲ့နဲ့ပါပြစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်စစ်ကောင်စီတပ်ကစစ်မီးခုံမျိုးတွေကရဲစခန်းထွေအုပ်ရုံနဲ့မြို့ဝင်အထွက်တွေကိုဖုံးကျဲပစ်ခတ်သွားတာဖြစ်ပြီးမြို့တွေကအရက်သားတွေတိုက်စုံးမှုရှိနိုင်တယ်လို့စစ်မီးခုံမျိုးအနီးကဒေသခံကပြောပါရယ် ။စီမင်းခုံမျိုးကစစ်ကောင်စီစခန်းတွေကိုပြည်သူ့ကာကွယ်ရေးတပ်ကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီတပ်ဘက်ကအထိခိုက်အကြဆုံးများတဲ့အတွက်အခုလိုလေးချောင်းကနေပြစ်ကိုပေးနေရတာဖြစ်တယ်လို့မြေပြင်တိုက်ပွဲအတွင်းပါဝင်တိုက်ခိုက်နေတဲ့ရဲဘော်တယောက်ကပြောပါရယ်။စီမင်းခုံမျိုးဟာမြင်းကြံမျိုးနဲ့ -20 လောက်ကွာဝေးပြီး AR မြေကမ်းမှာတရှိနေကမြို့ပေါ်မှာရဲစခန်းရှိတယ်လို့မြေကမ်းမှာလည်းစစ်သည်မော်တွေစိုက်ကတ်ထားတဲ့မြို့တစ်ခုဖြစ်တယ်လို့သိရပါရယ်ရှင်။